ကျွန်တော်တို့ယန်သူကကျွန်တော်တို့သိသိချင်းတယ်ကျွန်တော်တို့ကရှင်အောင်နေဖို့လိုတယ်ကျွန်တော်တို့ယန်သူကကျွန်တော်တို့ရဲ့ရိုးရာတလေးတွေကိုဖျက်ဆီးချင်းတယ်မချင်းချင်းပါခွင့်မပေးချင်းကျွန်တော်တို့ရအောင်ချင်းပါရမယ်ကျွန်တော်တို့တချင်းပေးမဆိုချင်းဘူးကျွန်တော်တို့တချင်းနေဆိုရမယ်တနိုင်ကလုံးချင်းနေနဲ့ချင်းရင်လည်းကျွန်တော်တို့ပြည်နေရသေးဆုံးဖြစ်တယ်လူကြီးအနေဆုံးဖြစ်တယ်ဒါပေမဲ့အရန်စွာကျွန်တော်တို့တိုက်ပွဲကိုကျွန်တော်တို့တွေကနိုင်အောင်တိုက်ရမယ်ကျွန်တော်တို့မှမတိုက်ရင် ဘယ်သူမှကျွန်တော်တို့ကလာတိုက်ပေးမှာမဟုတ်ဘူးဒီနီကာဂွေရဲ့တပ် KND အဖြစ်ဒုတိယစီဦးစီးချုပ်ကိုမာဝီကမနေ့ကထိုင်းနိုင်ငံ ရှင်းမိုင်မြို့မှာပြုလုပ်ခဲ့တဲ့ KND ဒီကူပွဲမှာလက်ရှိတော်လန်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အချက်အလက်အရှုပ်ကိုထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ KND ပြည်နယ်မြို့အရှုပ်ကိုစစ်ကောင်စီတပ်တွေကထိုးစစ်ဆင်ပြီးဝင်ရောက်ဖို့စူးစမ်းနေတဲ့အကြောင်းတွေ တူမီနဲ့စခဲ့တဲ့ကင်နီဒေါ်လန်ရဲမှာအခုအချိန်မှာမြို့တော်တော်များများကိုတင်ထားနိုင်တယ်လို့စစ်တပ်ရဲ့လေရင်နှစည်းကိုတော်ပြစ်ရှထားနိုင်တဲ့အကြောင်းတွေပြည်သူတွေကတာဝန်ကျေပေမဲ့ကင်နီပြည်မှာအဖွဲ့အစည်းဗိုလ်ပြုစနစ်တွေရှိနေသေးတာကြောင့်ဒေါ်လန်ရဲကြံ့ကြာနေရတဲ့အကြောင်းတွေမကြခင်ကင်နီပြည်မှာအခိုင်အမာတက်တခုတည်းအဖြစ်စူးစီးတော့မှဖြစ်တဲ့အကြောင်းတွေထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ ကင်းဒီပြည်နယ်ဟာတော်လန်တိုင်းရင်းသားတပ်ဖွဲ့တွေထဲမှာအငယ်ဆုံးသောပြည်နယ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့တော်လန်ရဲ့အစကတည်းကအစွာဆုံး အခုချိန်အထိအလုံးလုံးဆုံးပြည်နယ်တစ်ခုအဖြစ်လဲပါဝင်ပါတယ်။ကိုမာဝီတို့လို ကိုခုံးပြည်တို့လိုကိုခူရီတို့တို့လိုလူငယ်ကောင်းဆောင်တွေအများအပြားရှိနေတဲ့နေရာဖြစ်ပြီးထူးခြားတက်ကြွတဲ့တော်လန်ရဲ့တပ်ဦးကပြည်နယ်တစ်ခုလဲဖြစ်ပါတယ်။ ဒေါ်လန်ရဲ့နာမည်ကြီးတဲ့တိုက်ပွဲတွေတော်တော်များများဟာလဲကင်းနီပြည်နယ်ကတိုက်ပွဲတွေဖြစ်နေတာကိုအားလုံးပဲသိကြပါတယ်။ခုတော့ကိုမာဝီရဲ့ပြောကြားချက်တွေကိုနားထောင်ကြည့်ရအောင်ပါ။နှစ်ပေါင်း60 90အရှိမကြိုးစားလာတဲ့စီနီယာတွေရှီကနေပြီးတော့မှကျွန်တော်တို့အခုံပြောင်းပြီးတော့မှတာဝန်ထမ်းခဲ့ကြတယ်။သူမီးနဲ့စားခဲ့တဲ့ကျွန်တော်တို့တော်လိုင်းရေးမှဒီနေ့ကျွန်တော်တို့ခရစ်နေမှာလေယာဉ်နှစ်စီးတိချပြီးနိုင်ပြီဖြစ်တယ်။ လက်တွေ့ပြချပါတာဖြစ်တယ်။ဘာမှမရှိတဲ့ကျွန်တော်တို့လူတွေဖြစ်တယ်။တနိုင်ကလုံးချင်းနေနဲ့ချင်းလဲကျွန်တော်တို့ပြည်နေရာအသေးဆုံးဖြစ်တယ်လူကြီးအ ਨੇ ဆုံးဖြစ်တယ်။ဒါပေမဲ့အရန်စွာတို့တော့စိတ်ကောင်းကြခုအရာတို့တော့များများဒီနေ့တတိယနိုင်ငံလေးဒီလိုမျိုးနိုင်ငံတွေကိုထွက်လာကြတဲ့လူတွေလည်းအများကြီးတွေ့ရတယ်။ဟာတာနေနဲ့ပြောရင်တော့ကျွန်တော်ဒီနေ့ဒီမှာမလောက်ချင်လဲဆိုရင် ချင်းမိုင် PDL တို့ချင်းမိုင် Defense Force တို့ကျွန်တော်ဖွဲ့ချင်ဒီမှာလူငယ်တွေအများကြီးပဲဗောနော်ချင်းနေကြောင်းရအချို့ကြောင်းရောက်နေတယ်လို့နားလဲပါတယ်ဒါပေမဲ့ကျွန်တော်တို့အိမ်ကဒီမှာမဟုတ်ဘူးဆိုတာကျွန်တော်တို့အင်းငယ်နှလုံးသားထဲမှာခေါင်းထဲမှာဖြတ်ထားဖို့လို့ကျွန်တော်တို့အိမ်ကတောတွေတောင်တွေရေတွေမြေတွေမြစ်တွေချောင်းတွေနဲ့ရှိတဲ့ဝေတော်ပြည်ဖြစ်တယ်ဒါကကျွန်တော်တို့အိမ်ဖြစ်တယ် ဒီနေရာကိုကျွန်တော်တို့ကပြန်ကိုပြန်ရမယ်လောလောဆယ်မှာကတော့မိစ္ဆာတွေရှင်မိစ္ဆာတွေရဲ့ဖြစ်စီမှုတွေအနိုင်ကျင့်မှုတွေပြီးနေမှုတွေခံနေကြရတယ်ကျွန်တော်တို့ဒီမှာရှိနေတဲ့လူအားလုံးကတာဝန်ရှိတယ်ကျွန်တော်တို့တိုက်ပွဲကိုကျွန်တော်တို့တွေကနိုင်အောင်တိုက်ရမယ်ကျွန်တော်တို့မှမတိုက်ရင်ဘယ်သူမှကျွန်တော်တို့တွက်လာတိုက်ပေးမှာမဟုတ်နောက်တစ်ခုကတော့လေပေါ်မှာတိုက်အောင်ဆောက်လုပ်နေရအောင် ကျွန်တော်တို့ကလက်တွေ့အလုံးလုံးမှရတယ်ကျွန်တော်တို့ပြည်နယ်မှာနေအောင်ပေါ်တိုက်အောင်ချက်တဲ့လူတွေအများကြီးရှိတယ်တိုက်ပြီးမอยู่ပဲနဲ့တောင်းပြီးတော့ယူချင်တဲ့လူတွေလည်းရှိနေတယ်စစ်မိတ်ဆာတွေနဲ့အတူတကွရှစ်သွဲနေထိုင်ချင်တဲ့လူတွေလည်းရှိနေတယ်ကျွန်တော်တို့ကတော့အဲ့လိုမျိုးဖြစ်မခံနိုင်ဘူးကျွန်တော်တို့တပိုင်းကိုအရင်မခံနိုင်ဘူးဒါကြောင့်မလို့ဒီမှာရှိနေတဲ့ကျွန်တော်တို့လူငယ်တွေအားလုံးလည်း အားပေးခြင်းနဲ့ကျွန်တော်တို့ကိုနိုင်လဲဂတိကဝတ်ပြုခြင်းနဲ့ကျွန်တော်တို့ဆက်စူးစမ်းမှာဖြစ်တယ်။ခင်ဗျားတို့လည်းဆက်စူးစမ်းပေးဖို့လိုပါ။ခွင့်တာတော်တက်ကြောင်းလေးနဲ့ပြောခြင်းမှာ Greeny ပြည်မှာတက်ပေါင်းဆောင်ရှိတယ်။ KA ကလာတာဖယောနီချဲဖြူအများကြီးရှိတယ်ဒါအလုံးတိပိဒါဖြစ်ကောင်းဖြစ်မှာ။တိတ်မကြားခင်မှာကျွန်တော်တို့ဒီနယ်တစ်ခုလုံးမှာတက်တစ်ခုနဲ့ဖြစ်ရေးကျွန်တော်တို့မကြားခင်မှာစပါတော့မယ်။အဲ့ဒါက United States Green Army ဆိုတဲ့ဟာမျိုးဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့ပြည်နယ်မှာရှိတဲ့တပ်တွေအားလုံးကိုပေါင်းစည်းပြီးတော့မှတပိတတန်တမိန်နဲ့စစ်မိတ်ဆာတွေကိုကျွန်တော်တို့သုံးလန်နိုင်ဖို့ဖြစ်ပါတယ်။သို့တော့ခက်ခဲရအများကြီးကြုံခဲ့ရအောင်မှာဖြစ်ပုပ်ပွေလေးလေးဝင်ခံရရင်ကျွန်တော်တို့ပြည်နယ်မှာရှိတဲ့အဖွဲ့အစည်းတိုင်းက organization နဲ့ centric အရင်များလုံးနဲ့ကိုယ်အဖွဲ့ကိုပဲကိုကြည့်တယ်ဆိုတဲ့ဟာမျိုးအခြေအနေတွေရှိတယ်။တကယ်ပဲတော်လိုက်ရအောင်ချီ ချာပါဆိုတဲ့ပုံစံမျိုးကျွန်တော်လူငယ်တွေကပြန်ပြီးလေးခွန်ထောက်ရမယ့်အချိန်လည်းဖြစ်နေတယ်။ကျွန်တော်တို့စူးစမ်းနေပါတယ်။အဲ့ဒီဟာတွေကိုကြော်လွားနိုင်ဖို့ကျွန်တော်တို့စူးစမ်းနေတယ်။မကြာခင်မှာဖြစ်လာပါလိမ့်မယ်။အဲ့တော့လူသူကလှုပ်ကြည့်ပြရတာများတယ်။ question ကအခုဆိုရင်လူသူကပေါက်ပြငါချက်ကိုပေါက်ရတာပဲ။၆ခုဖြစ်လာတော့ချက်ပေါက်ပေါက်ရတာပဲ။အဲ့တော့အဲ့ဒီအခြေအနေတွေကိုရက်တန့်သွားအောင်လို့ကျွန်တော်တို့တွေ လောက်ဆောင်ပါတယ် security and defense service ကိုကောင်းကောင်းပေးနိုင်တဲ့တပ်ခုဖြစ်တဲ့ကျွန်တော်တို့တည်ဆောက်နေပြီးတော့မှရက်တည်သွားမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ပြောပြလိုပါလူထုအားတာဝန်ချေပါတယ်ဒီမှာရှိတဲ့ညီကောင်မောင်မတွေတိလားမတိလားမသိဘူးကျွန်တော်တို့တလားတလားအခွန်ဗန္ဒာငွေရရှိမှုကရနီပြည်နယ်မှာ3000လောက်ရှိတယ်ကျွန်တော်ဒီနေ့မှသာပထမဆုံး ထုတ်ပြောချင်တာလည်းဖြစ်ဖြစ်ပါတယ်။အဲ့ဒီ3000လောက်ထဲမှာ3000လောက်ကကာကွယ်ရေးဖက်မှအသုံးပြုတာဖြစ်ပါတယ်။3000ဆိုတဲ့ချီပတ်စံအရေးအတွက်ဟာဘောမှာ AKG 4သိန်းဝယ်လို့ရပါတယ်။ကျွန်တော်ဒီမလာခင်မှာစစ်တပ်ပတ်ရင်တရင်ကိုကျွန်တော်သိန်းတယ်။ AKG တသိန်းကျော်လေးပဲကော။တရင်တရင်ကိုပြန်များအားဖြင့်တသိန်းနဲ့သိန်းလို့ရတယ်ဆိုရဲသဘောဖြစ်ပါတယ်။ တလားတလားရတဲ့ငွေတွေကကြီးစံ၄သိန်းဝယ်လို့ရရင်အ ਨੇ ဆုံးတက်ရင်2ရင်း3ရင်းကိုတာလေးသိန်းလို့ရဒါပေမဲ့စိတ်စိတ်ပြက်เสียပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကအဲ့ဒီငွေတွေကိုတစုတစည်းနဲ့အသုံးမပြုဘဲနဲ့ KA ကဘယ်နှပါစန့်ကလလာတာကဘယ်နှပါစန့် KNDI ကဘယ်နှပါစန့်ဆိုပြီးခွဲဝေပြီးတော့မှကိုယ့်ရတဲ့ဖွဲ့ရေးကိုတုံပြလိုက်တဲ့အခါမှာငွေတွေကောင်းကွဲပြီးတော့မှဘယ်တက်ရင်မှမတိုင်းနိုင်ပဲဖြစ်နေရပါတယ် ဲ့တော့လူထုအနေနဲ့ဒါတွေကိုမြင်များသုံးအောင်သုံးအောင်ပေးဖို့လိုပါတယ်ကျွန်တော်တို့ဒီနေ့စစ်ကောင်စီကိုအနိုင်ရဖို့ကနံပါတ်1စီလုံးရမယ်နံပါတ်2ရှိတဲ့ resource တွေကိုပုံအောင်ပြီးကျွန်တော်တို့သုံးနိုင်မှပဲနိုင်မှာဖြစ်ပါတယ်အဲ့တော့အခုချိန်လေးမှာကတော့စ조사ဆဲဖြစ်နေတယ်ကျွန်တော်တို့ဒီမှာရှိတဲ့ background တီတီတချို့လည်းဒီမှာလာကြတယ်ဟိုဖွဲ့စည်းတီတီရဲ့ နောက်ခံနေရှိပါလေမိမိဖွဲ့စည်းတယ်မိမိရဲ့ယင်းဒီယာယင်းဒီကြောင်းတွေကိုပြန်ပြီးတော့မှပြောပြနိုင်ဖို့ကျွန်တော်တို့ဒီတဲ့စကားပါရှင်လည်းဖြစ်ပါကျွန်တော်တို့မှာငွေရှိတယ်ကျွန်တော်တို့မှာလူရှိတယ်ကျွန်တော်တို့မှာတက်သည့်ရှိတယ်လုံနိုင်စွမ်းလည်းရှိတယ်ဒါပေမဲ့ဘာလို့မအောင်နိုင်နေတယ်ဆိုလို့ရှိရင်တော့အစွမ်းအကျွန်တော်ပြောတဲ့ organization နဲ့ centric အရင်များနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်မအောင်နိုင်နေတာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်ကျွန်တော်တို့သုံးရမယ် ကျွန်တော်တို့အမြန်ဆုံးဒီစစ်မိတ်ဆာတွေကိုကျွန်တော်တို့တွေသုံးလာနိုင်ဖို့ရအတွက်အလဲထိုးနိုင်ဖို့ရအတွက်ကျွန်တော်ဆက်ကြိုးစားဒီနေ့ဒီညပြင်ချင်းနေမှာဆိုလို့ရှိရင်စစ်ကောင်စီကဖရူဆိုဆက်လေးအကြောင်းပြုလို့သူရဲ့စစ်ရဲခါကားတွေအများကြီးရောက်သွားပြီဖြစ်တယ်ဒီလေလုံးမစခင်ချင်းတွေကိုပြန်ရောက်သွားတဲ့ချင်းတွေမျိုးဖြစ်တယ်ကျွန်တော်တို့အများကြီးပြန်လောက်လောက်ပြီးတော့မှပြန်တိုက်ရမယ့်ချင်းတွေမျိုးရှိနေတယ်အဲ့တော့ဒီမှာရောက်နေတဲ့ကျွန်တော်တို့လူငယ်တွေလည်း င်တာရှိမယ်ခွင့်ရတာပေးမယ်ဆိုရင်တော့ကျွန်တော်တို့အတူတူပြန်လာပြီးတော့မှတိုက်ခိုက်ဖို့ရတဲ့အောင်ပွဲတွေအတူတူခံဖို့ရတဲ့ကျွန်တော်ပြန်ဖိတ်ခေါ်လို့ဒီဘက်မှာရောက်နေပြီးတော့မှ new normal မဖြစ်သွားခိုင်းစေချင် new normal ဆိုတဲ့အဓိပ္ပာယ်ချုပ်တိကျမလားမသိဘူးကိုယ့်ရဲ့အိမ်မှာဘလောက်ပဲဘုံကျဲနေဘုံကျဲနေဒီမှာဘုံမကျဲတော့ဒီမှာ AC နေတဲ့နေထိုင်တက်သွားတဲ့ဟာမျိုးကိုပြောတာဖြစ်တယ် COVID-19 တော့ new normal ရှိတယ် မျက်မျက်နှာပုံတက်တာတို့လက်စေးတာတို့ကနေ့တိုင်းလောက်ရတယ်အဲ့ဒါနေ့တိုင်းလောက်တဲ့ခါမှာကိုယ့်ရဲ့ဘဝရဲ့နေ့စဉ်လောက်တဲ့အလုပ်မျိုးဖြစ်သွားပြီးတော့ပုံမှန်လို့ဖြစ်သွားတယ်အဲ့လိုပဲပေါ့နော်ကျွန်တော်တို့အခုချိန်မှာလဲကျွန်တော်တို့ဒေသမှာခက်ခဲတယ်အများကြီးကြုံနေတယ်ကျွန်တော်တို့အိမ်မှာခက်ခဲအများကြီးကြုံနေတယ်ဒီဟာတွေကိုမမေ့ဖို့ယူနော်မယ်မဖြစ်သွားဖို့အမြဲတမ်းကျွန်တော်ရင်ဘက်မှာကောင်းတဲ့မှာတော်လည်းရေးစိတ်တဲ့အမြဲတမ်းရှိပြီးတော့မှဒီခီးကိုသွားနိုင်ဖို့ရတယ်ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ် ။နောက်ဆုံးအနေနဲ့ကတော့ဒီနေ့ဒီမှာရှိတဲ့ဒီဘွဲကိုကျင်းပပေးတဲ့သူတွေအားလုံးကျေးဇူးတင်။ကျွန်တော်တို့ယံသူကကျွန်တော်တို့ကိုသိစေခြင်းနဲ့ကျွန်တော်တို့ကရှင်အောင်နေဖို့လိုတယ်။ကျွန်တော်တို့ယံသူကကျွန်တော်တို့ရဲ့ရိုးရာသလေးတွေကိုဖျက်ဆီးခြင်းနဲ့မကျင်းကျင်းပခွင့်မပေးခြင်းကျွန်တော်တို့ရအောင်ကျင်းပရမယ်။ကျွန်တော်တို့တခြင်းပေးမဆိုခြင်းကိုကျွန်တော်တို့တခြင်းနဲ့ဆိုရမယ်။ကျွန်တော်တို့စာမတင်နိုင်အောင်စာတင်ကြောင်းတွေဘုံကျဲတယ်ကျွန်တော်တို့ရအောင်စာတင်ရမယ်စီးရုံတွေဘုံကျဲရအောင်ကျွန်တော်စီးကူးရမယ် ဆိုတော့ဒါကတော့လည်းရေပဲဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ဒီလိုခန္ဓာမျိုးကျင်းပပြီးတဲ့ကောမဒီတွေအားလုံးအာသူပဲဂျေဇုတင်တယ်တယောက်ဖက်ပြီးတော့စကားပြောက်ဖက်ပြီးတော့ဂျေဇုတင်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးနိုင်မရမယ်ကျွန်တော်တို့အားလုံးအိမ်ပြန်ကြမယ်ကျွန်တော်တို့အိမ်ပြန်နိုင်တဲ့တနေ့ကကျွန်တော်တို့မင်းမယ်ကျွန်တော်တို့ဒီမှာစင်စင်ရဲနေရတာကိုကျွန်တော်ပြည့်တယ်တချို့သောလူတွေတချို့သောအလောက်ခွင့်တွေကျွန်တော်လိုက်ကြည့်ဘူးတယ်အိမ်သာတတလေးခန်းထဲမှာ တွတ်တယ်နောက်တော့ပူလောင်နေတဲ့နေရာမျိုးမှာနေဝညာအောင်နေပြီးတော့မှရုပ်ကံလှောက်ရှားနေရတယ်အဲ့ဒါတွေအားလုံးကကျွန်တော်တို့ရဲ့အိမ်ဆိုတဲ့အခြေအနေပြောင်းနေလို့ဖြစ်တယ်အဲ့တော့တနေ့မှာကျွန်တော်တို့အိမ်ပြန်ကြမယ်အားလုံးကျေးဇူးတင်ပါတယ်